ကချင်ပြည်ပမော်မြို့ဘက်မှာကချင်လူလက်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့အပြင်ဝိုင်းမော်နဲ့ဖာကတ်ဘက်မှာနှစ်ဖက်ကြားစီရေးတင်းမာနေပါတယ်။ဧပြီလ24ရက်နေ့မနက်6နိုင်လောက်ကစပြီးပမော်ဘက်မှာတိုက်ပွဲဖြစ်ပွားနေပြီးစကခ23အပါအဝင်ပမော်မြို့ရှိစစ်ကောင်စီရဲ့လက်ကျန်စခန်းအလုံးကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောက်စီကလည်းစက္ကခ23နဲ့ခလာရ40ခွန်တပ်ဝန်းကျင်ကိုလီကျောက်ကနေဘုံကျဲတိုက်ခိုက်နေတယ်လို့လက်နေကြီးနဲ့တိုက်ခိုက်ပြစ်ခတ်နေတယ်လို့ဘမော့စကောက်ထင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်ဒါပြင်ဝိုင်းမော်ဘက်မှာလည်းဧပြီလ25ရက်နေ့တရက်လုံးလက်နက်ကြီးငယ်ပြစ်ခတ်တံတွေကိုဆက်တိုက်ကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ီနေရာတွေတင်မကပဲဖားကက်မြို့နယ်ထဲမှာလဲစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးနှံ့ရဆိုင်ဖရာကက်မော်ပြားအုံတဒားညီနောင်စတဲ့ရွာငါးရွာလောက်ကပြည်သူတွေလဲစစ်ပေးလို့ရကို ထွက်ပြေးတင်းရှောက်နေကြရပါတယ်။ဖားကက်ဒေတာဘက်ကတိုက်ပွဲမှာတော့စစ်ကောင်စီကအထိနာနေတယ်လို့လဲမြေပြင်စစ်ရေးတည်င်းရင်းမြစ်တွေကဆိုပါတယ်။